ဆရာကြီးမင်္ဂလာပါရှင်မင်္ဂလာပါသမီးဒီနေ့ကအော်တိုဘာလ2ရက်နေ့ပါဆရာကြီးဟုတ်ပြီဒီနေ့ဆရာကြီးကိုနှစ်ပတ်စာပေါ့နော်လာမေးတာပါဟုတ်ပြီဗျာဒီမှာဆရာကြီးကိုကြော့ထားတဲ့လူရှိပါတယ်ဟုတ်ပြီသူကတော့သတင်းကျွတ်ပေါ့နော်သတင်းကျွတ်ကြော့ချင်းတဲ့သုံးချိန်မြောက်ကြော့တာပါဟုတ်ပြီခရမ်းမြို့ပါဆရာကြီးဘယ်မြို့လဲခရမ်းဩဒီ ဟုတ်ကဲ့ဆရာ။တနင်္ဂနွေကျတော့ဆရာကြီးတို့မျိုးတွေရှိရမှာ။ရှိတယ်ရှိတယ်။စနေလက်မှာကိုအချွေမျိုးတွေအများကြီးပဲ။ဟုတ်ကဲ့ဆရာကြီး။ခရမ်းဟုတ်ပြီ။ဟာဥတင်အောင်ဒေါတင်အေးမိသားစုတဲ့ခရမ်းမျိုးမှာ၃သိန်း၃ချိန်မြောက်ပေါ့နော်၅000ကျပ်ပါဆရာကြီး။ဟုတ်ပြီကျေးဇူးထူးတင်ပါတယ်။ဟုတ်ကဲ့။နော်ခရမ်းခရမ်းစနေလက်မှာစနေလက်အိမ်နံပါတ်၁ပေါ့နော်။ဟုတ်ကဲ့ဆရာကြီး။အိမ်နံပါတ်၁ဆိုကြောက်လို့ဆရာမကြီး။ဟုတ်ကဲ့ဆရာကြီး။အဲဒီရွှေမျိုးဟုတ်ကဲ့ပါဆရာ။နောက်ဈေးထဲမှာစစ်ယူခရရဲ့ဈေးထဲမှာ အုတ်ခွက်ပကံတို့အထဲတို့ရောင်းတာလေအဲ့ဒါရွှေမျိုးပဲဟုတ်ကဲ့ဆရာကြီးသူရေးထားတာလေးဖတ်ပြပါမယ်ဆရာကြီး။ကောင်းပြီဗျာ။ဆရာကြီးတဲ့ကျမ်းမာရေးအတွက်တဲ့အသက်အရွယ်ကိုမငဲ့ပဲတဲ့အမင်းမေးသမျှဖြေပေးနေတာကိုတဲ့အမင်းနားထောင်ပြီးတဲ့ကျမ်းမာအောင်နေထိုင်ပါရဲ့ရှင်တဲ့။သာဓုပါ။အများကိုလည်းတဲ့မျှဝေပေးပါတယ်တဲ့။အဲ့ဒါလည်းဝမ်းသာပါတယ်။ ဟုတ်ကဲ့ပါဆရာကြီးဆရာကြီးနင်းနဲ့ထုတ်လွှင့်ပေးတဲ့ပင်လုံးမိသားစုဘေးရန်ကင်းပြီးကျန်းမာသက်ရှိနှလုံးစိတ်ဝမ်းအေးချမ်းပါစေတဲ့အဲ့ဒါလည်းကျေးဇူးတင်ကြပါဗျာဟုတ်ကဲ့ပါဆရာကြီးဒီတပတ်ပင်လုံးစပေးရ3သိန်းကတော့ပါတယ်ဆရာကြီးသူနေများပါ යි လားအလုံးပေါင်း3သိန်းကျွဲပါဆရာကြီးဟုတ်ပြီကဲဘလို့ပူဇော်ရတဲ့ပူဇော်ရတဲ့အကျိုးကျေးဇူးကြောင့်မလို့အပေလေးပါကတ်တော့မှရန်မျိုး၅ပါးမှကြွေးပါစီ ကောက်ကျစ်သူညူဆူသူဝန်တိုသူများနဲ့ခင်ဝေးပါစေသူတို့ကောင်းသူမြတ်လောင်းများနဲ့ပေါင်းသိရပါစေဒုက္ခအတ္တနံပရိဟရန္တုမိမိခန္ဓာဝဝိမိချမ်းသာစွာရပ်ဆောင်နိုင်ပါစေဒီဆရာကိုညံပူဆဲတဲ့သူတွေအားလုံးအားလုံးပေါ့နော်အားလုံးဆရာအကျိုးရှိတာကိုပဲအသုံးပြုပါပါအထူးသဖြင့်အနှစ်ပတ်လုံးပေါ့နော်အများကောင်းကျိုးအများချမ်းသာအတွက်ဆောင်ရထားပဲလို့မှတ်ပါဆရာအလတ်တမသုံးမဖြိုးပါဘူးစလိတ် ကွန်အရက်နော်လက်ဖေးတောင်မှမတော့ပါဘူးဟုတ်ကဲ့နော်အချီအကျိုးမဲ့ဟာတာတခုမှမလုပ်ပါဘူးလို့နော်ဟုတ်ကဲ့ပါဆရာကြီးဆရာကြီးရဲ့တနေ့တာနေထိုင်နေလေးပြောပြပေးပါအောင်ဆရာကြီးတနေ့တာဟုတ်ကဲ့ဆရာကြီးအဲအဲ့ဒါလေးကလေမေးတဲ့နဲ့မေးဖို့မေးဖို့နှားတယ်ဟုတ်ကဲ့ဆရာကြီးအသက်ကြီးလာတော့ဟိုဆရာတို့နေတာကိုအားကြတဲ့လူတွေရှိတယ်အားရတဲ့လူတွေရှိတယ်နော်ဟုတ်ကဲ့ဆရာကြီးဘယ်နေဘိုးလင်းနေဆိုရင် ဟုတ်ကဲ့ဆရာဆရာအိတ်ချင်ပေမဲ့လို့မအိတ်ဘူးအတိတ်ကြီးတော့ဟုတ်ကဲ့ဟုတ်ကဲ့ဆရာနော်အကျဉ်တို့သူတို့ကိုစုံမထို့သူလျင်ကိုကိုစုံမစုံမဝယ်ကိုဝယ်အလိုဆုံးပါကိုရှင်တက်ကက်သူမရှိကြမြတ်စွာဘုရားစုံမတာပေါ့ဟုတ်ကဲ့ဆရာမပြင်းနေရင်မဖြစ်သွားရလေဖြင်းသွားရတယ်ဖြင်းသွားရတယ်ဟုတ်ကဲ့ဆရာအချိန်ကြာရင်ထားတယ်ဟုတ်ကဲ့ဆရာကိုကိုနှိုးရတာပေါ့နော်ဟုတ်ကဲ့ထားပြီးခဏလေးထိုင်လိုက်တယ် တုတ်ခနဲ့တပါလို့ရှိရင်ရိတ်ကနေမူတတ်တယ်ဟုတ်ကဲ့ဆရာကြီးအဲဒီဘေးမှာရှိတဲ့ကင်ဆရာလေးတခုကိုအနည်းဆုံးခြေထောက်တိုင်းတို့ဗီဒီယိုတို့ပေါ့နော်ဟုတ်ကဲ့ဆရာကြီးကင်မျိုးဘာလို့အသက်ရှိရှိရှူတဲ့ပါဇက်ကပြန်ထုတ်ဟိုးရှူတဲ့ပြန်ထုတ်ဟိုးရှူတဲ့ဟိုးအဲ့လိုခုနှစ်ကျန်းနေဆက်နေကျင်တော့လိုက်တယ်ဟုတ်ကဲ့ပါဆရာကြီးလုတ်ပြရတဲ့ကိုလူကတိတာသွားရတယ်ဟုတ်ကဲ့ဆရာကြီးစေရောလူပေါ့သွားတယ်အဲ့ကျတော့မှထားပြီးတော့ စီးသွားတယ်ဟုတ်ကဲ့ဆရာစီးသွားတယ်ဝင်းပါတခါလေးသွားလို့တဲ့ဆရာရှင်သွားလိုက်တခါလေးတော့ဝင်းကသွားခြင်းမှာသွားတတ်တယ်ဟုတ်ကဲ့ဆရာအဲ့ဒါပြီးတာနဲ့ပြန်လာပြီးတော့ရေးတော့ပြီးရင်လေ့ကျင့်ခန်းလေးလုပ်တယ်ဟုတ်ကဲ့ဆရာတနေရာထဲမှာလုပ်တာပါပဲဟုတ်ကဲ့ဆရာနော်ကိုလည်းလှုပ်ရှားပဲဘာတွေလှုပ်တာလဲဆရာမလက်လက်မြောက်တယ်ဘေးကားတယ်ဆူတယ်ဟာဟာနော်အပေါ်မြောက်တယ်ဟုတ်ကဲ့လဝိုက်ရိုက်တယ်ဟုတ်ကဲ့ဆရာ အဲ့သူလည်းလှုပ်ရှားမှုပဲပေါ့ဟုတ်ကဲ့ဆရာအဲ့ဒါပြီးတော့တနေရာထဲမှာဂျော်ဂင်လုပ်တယ်အော်ဟုတ်ကဲ့ဆရာပြီးတာပေါ့ပေါ့စားပေါ့စားပေါ့စားဒီနားလေးတွေပဲချော်ချက်မလဲအောင်လို့ဂရင်တိုင်လေးတွေကင်ထားတာသတိထားရတယ်ဟုတ်ကဲ့ဆရာအဲ့ဒါပြီးသွားပြီဆိုရင်ချွေးလေးစုလာတယ်ဟုတ်ကဲ့ဆရာချွေးစုရင်ရလိုက်တယ်ဟုတ်ကဲ့ဆရာတော်တော်ရေချိုးတယ်ဟုတ်ကဲ့ဆရာအဲ့မှာအထူးပြောချင်တာကတော့လေဟုတ်ကဲ့ပါဆရာလူတိုင်းကျမ်းမာရေးဖက်ဆာသိလားမသိဘူးဟုတ်ကဲ့ဆရာဘူးလေးတွေဘူးလေးတွေပါတာနော်ဟုတ်ကဲ့ဆရာ ကတော့ကတော့ဆရာပြကြရင်လွတ်တွေ့ပြကြရင်နော်ဟုတ်ကဲ့ဆရာဟုတ်ကဲ့ညီပြရမယူနေရတယ်ဒါဟုတ်အားလုံးကတော့ပါဟုတ်ကဲ့ဒါကြမ်းမရေးဖဏခေါ်ရဟုတ်ကဲ့ပါဆရာတွေ့တယ်နော်ဟုတ်ကဲ့ပါဆရာအဲ့လိုဖဏမျိုးလေးကိုဆရာဒီအိမ်ထဲမှာလဲစီးရဟုတ်ကဲ့ဆရာအိမ်ပြင်သွားလဲစီးဖို့အိမ်ပြင်စီးလဲတစ်သေးဒီကြာလို့ပြန်ထားထားတယ်ဟုတ်ကဲ့ဆရာနောက်ဆုံးဆရာကတော့ဝဲတွေပါတော့ကိုမင်္ဂလာဆောင်တော့ဖိတ်လို့ မရှောင်သွားသွားရင်လည်းပဲအဲ့ဒါအကောင်းစားလေးပေါ့နော်ဟုတ်ကဲ့ဆရာကြီးဘယ်လိုဘယ်အဲ့ဖက်ကဘာလို့ဆိုတော့လူအလိုနမ်းလိုက်ဘူးလို့လူပြောတယ်ဟုတ်ကဲ့ဆရာကြီးလူအလိုတွားလိုက်လေလူချင်းလိုက်တယ်ဟုတ်ကဲ့ဆရာကျွန်တော်လူလူချင်းအားကိုးရမှာဟုတ်ကဲ့ပါဆရာအဲ့ဆရာဘယ်လိုနေလဲဆိုတာမေးလို့ပြောတာနော်ဟုတ်ကဲ့ပါဆရာကြီးအိတ်တဲ့အခါမှလဲကြည့်အိတ်တဲ့အခါမှဆရာဟိုရထူထဲနဲ့မအိပ်ဘူးဟုတ်ကဲ့ဆရာကြီးဖြာပဲတစ်ချက်ခင်းတာတွေ့လဲ မှာထပ်ထားတာဆို3ချက်ပေါ်တစ်ချက်နဲ့ဆို4ချက်4ချက်အဲ့လိုအိပ်ပါတယ်ဟုတ်ကဲ့ပါဆရာကြီးအဲ့တော့အဲ့ဒါဘာထူးခြားချက်ရှိလဲဆိုရင်လက်တွေ့အိတ်ကြီးမှာသိတာလားဟုတ်ကဲ့ဆရာကြီးအေးနေချင်းဆိုရင်လည်းပဲသူကနှွေးတယ်နှွေးနှွေးလေးဟုတ်ကဲ့ဆရာကြီးပူနေချင်းဆိုရင်လည်းပဲအပူတန်းဖြူဖြာတစ်ခုနဲ့ချာမှအေးတက်ရတယ်ဆရာကြီး TV ကြည့်သေးလားဆရာကြီးဟမ် TV ကြည့်သေးလား TV ကတော့မကြည့်ဖြစ်တော့ဘူးသူကြီးဟုတ်ကဲ့ဆရာကြီး TV ကမကြည့်ဖြစ်တယ်ဆိုတာဖွင့်ပေးမယ်လို့မရှိတော့မလာဘူးလေဟုတ်ကဲ့ဆရာကြီးဟုတ်တော့ TV ကတော့ညသိပ်သွားပြီပေါ့ ဟုတ်ကဲ့ဆရာကြီးဖုန်းကကြည့်ပြလားတီဗီကဲဖုန်းကကြည့်လားဆရာကြီးဖုန်းကတော့ဆရာအကုန်မကြည့်ပါဘူးဟုတ်ကဲ့ဆရာကြီးဘေးပြောထားတာပေါ့ဟုတ်ကဲ့ကျမရင်းနဲ့ပတ်သက်တဲ့အကြောင်းအရာကိုနိုင်ငံနဲ့ပတ်သက်တဲ့အကြောင်းအရာရှိရင်ငါလာပြကြစမ်းဆိုတော့အော်ဟုတ်ကဲ့အားလုံးကလေးတွေကလူတိုင်းဖုန်းကင်တာဖုန်းကင်နေကြတာဟုတ်ကဲ့ပါဆရာတို့ဒီဖုန်းတွေကိုကြည့်တော့ဒူလေးလေးဝယ်မပွတ်တတ်ဘူးဟုတ်ကဲ့ဆရာကြီးမဝယ်တော့ပွင့်လည်းပဲသူကခိုးရောက်တည်းရှောက်ရောက်လုံးဘူး ဟုတ်ကဲ့ဆရာဟုတ်ကဲ့သူတို့လာပြတာလေးကိုကြီးလိုက်တာပေါ့ဟုတ်ကဲ့ပါဆရာအဲ့ဒီထဲမှာကုစေးထဲမှာစိတ်ဝင်စားတဲ့အချက်ပါလာရင်ဟာအဲ့ဒါလေးကထပ်ပြီးဖွင့်ပြပါအောင်ပေါ့ဟုတ်ကဲ့ပါဆရာအဲ့လောက်တော့ကြည်ပါမယ်ဟုတ်ကဲ့ပါဆရာဆိုးဆိုးမြဲမြဲကြီးမကြည့်မနေကြည့်တာမျိုးတော့မကြည့်ပါအောင်နော်ဟုတ်ကဲ့ဆရာစေကံလူနာမရှိတဲ့အချိန်ပေါ့လူနာမရှိတဲ့အချိန်နောက်တစ်ခါဆရာကြီးမအိပ်တဲ့အချိန်မှာဆရာကြီးရဲ့ဟိုပါပေါ့နော်ဆရာကြီးအဲ့ဒါတော့ယူလို့ရတယ်ဟာယူယူလို့ရတယ် เนาะဘာလို့လဲဆိုတော့ဒီလူတယောက်ရဲ့အသက်တာဆိုတာလေးကကိုယ်တော်လည်းမဆက်မီဆန်တော်လည်းမကွေးမီမကွေးမီဟုတ်ကဲ့ပါဆရာကြီးနော်နောက်အသက်ကိုကြည့်လို့ရှင်လည်းပဲဒါလှတော်သားပြောသလိုပြောနေရွှေကျိုးသွားပြီဟုတ်ကဲ့ဆရာကြီးနေရွှေနေဝင်ချိန်ရောက်နေဝင်ချိန်ရောက်ပါပြီဟုတ်ကဲ့ဘာလို့ဆိုတော့80ကျော်သွားပြီလေဟုတ်ကဲ့ပါဆရာကြီးတငယ်ချင်း6ယောက်တက်ကတူမှအတူတက်ခဲ့ကြတယ်ဆရာတို့ဓာတုဝိဒ္ဓမေဂျာတွေဆိုတော့ လက်တွေ့လို့တော့တယောက်နဲ့တော့ညီကူတွေလိုရင်းနေတာเนาะဟုတ်ကဲ့ပါဆရာအခုသေးချာစစ်လိုက်တဲ့ခါကျတော့တယောက်မှမရှိတော့ဘူးဟုတ်ကဲ့ပါဆရာတကယ်ချအောင်เนาะဆရာမိခင်ရမွေးတာတအားကြီးရှိအောင်မွေးတယ်သမီးလေးတယောက်ပဲပါတယ်ဟုတ်ကဲ့ဆရာညီကိုရှိအောင်ပေါ့အဲ့ဒါလေးပဲဆရာတယောက်ပဲကြံတော့ဟုတ်ကဲ့ပါဆရာအဲ့တော့ခုနမေးတော့ဘလို့နေလဲဆိုတော့တယောက်ထီးပေါ့ဟုတ်ကဲ့ပါဆရာတယောက်ထီးဆိုမှဆက်စိတ်တယ်မာလေးဟိုပြင်းနေတာလားမရှိဘူး ဟုတ်ကဲ့ဆရာအားနေလို့ရှိရင်ဆရာနံပါတ်1ကမေတ္တာပို့ဟုတ်ကဲ့ပါဆရာနော်မေတ္တာပို့တယ်ဆိုတာကတော်ဝါတွေအားလုံးအစာဝါကြပါစီပူဟတ်လေးလဲပူဟတ်အလျောက်ထင်ရခလေးလေးလေးကူရပါစီပြည့်စုံလေးပြည့်စုံလေးနော်ဟုတ်ကဲ့ပါဆရာပူဟတ်လေးပူဟတ်အစာဟိုရည်ရဲရှိတဲ့မိချောင်းကြီးနဲ့ပဲသူများအန်တီရဲမရှိမဲ့သူ့အစာလေးသူစားပါစီတော်ရဲရှိတဲ့ကြားကြီးလေးပဲ နော်သူများကိုတက်ဖြတ်ပြီးနှိမ့်ဆက်ဘယ်လိုပြုစားရမလို့ဝယ်တဲ့သူနဲ့အလိုက်တဲ့နဲ့အစာစားရပါစေရှင်သေးကြီးတဲ့ရှင်သေးအလှပေါ့နော်စီရင်နေပဲစင်စင်နဲ့ပတ်သက်တဲ့အစာပေါ့အဲ့လိုအစာဝါကြပါစေဆိုတာကိုအဓိကမေတ္တာပို့တယ်ဟုတ်ကဲ့ပါဆရာအစာဝါပြီးတော့အနာမကင်းမြန်ရင်လည်းပဲအစာနဲ့အတူယောဂါထူပြောတယ်ဟုတ်ကဲ့ပါဆရာများသွားဖြင့်မတည့်တဲ့အစာကိုအစာကြီးတဲ့လူကယောဂါပို့ထူတယ် တဲ့တဲ့အစာနဲ့တင့်မြတ်တဲ့အစာကိုစားရမှာကိုယ်နဲ့တင့်မှအမြတ်ထွက်တာဟုတ်တယ်ကျွန်တော်တင့်မြတ်တဲ့ခေါ်တယ်ဟုတ်ကဲ့ပါဆရာအဲ့လိုအစာကိုစားနိုင်ပါစီစားတတ်ကြပါစီနောက်တစ်ခါအစာကအနာကင်းပါစီပေါ့နော်ဘရားဆိုတော့ဘေးအမျိုးမျိုးရှိတယ်ဘေးတွေအများကြီးပဲပေါ့နော်ဟုတ်ကဲ့ပါဆရာဦးဘေးနာဘေးတီဘေးပေါ့ဟုတ်ကဲ့ပါဆရာဒါရှောင်လို့မရဘူးဟုတ်ကဲ့ပါဆရာနော်မွေးကလေးကအဲ့ဒီလမ်းကြောင်းကိုမှရှောင်ရမှာပဲ ဟုတ်ကဲ့ပါဆရာဘသူကစောလဲဘသူကနောက်ကြလဲပေါ့နော်ဟုတ်ကဲ့ပါဆရာအဝေးမကြည့်နဲ့လေအခုတန်ဝေကညံနေကြီးဆရာကိုပဲဆရာအရင်ရင်ချာချာဆိုလို့ဆရာနဲ့ဆရာဇနီးသားနှစ်ယောက်ရှိတယ်ဟုတ်ကဲ့ဆရာဒါနော်အဲ့လေးယောက်ဆိုရင်ဇနီးနဲ့သားကြီးကကိုယ်ပဲမှာပါတော့ဟုတ်ကဲ့ပါဆရာတယောက်နဲ့တယောက်ခုနှစ်ရက်ပဲချားတယ်ဟုတ်ကဲ့ပါဆရာအခုဆရာနဲ့သားအငယ်လေးရှိတယ်ဟုတ်ကဲ့ပါဆရာသားအငယ်လေးကစင်ကာပူမှာဟုတ်ကဲ့ပါဆရာသူ့လုပ်ငန်းနဲ့သူ ဲ့တော့အဖေတခုသားတခုပဲရှိရဆိုတော့လာကျင်တယ်သူပြောတယ်အခုလက်ရှိအနေထားလာလို့ရတယ်လာပြီးရင်ဟိုပြန်ဝင်လို့မရဘူးဘာကြောင့်လဲတော့မသိဘူးဟုတ်ကဲ့ဆရာအခက်ခဲမျိုးစုံပေါ့နော်ဟုတ်ကဲ့ပါဆရာဒါမဲ့သူ့ကိုတော့သူကအငယ်တတ်တဲ့သားထဲမှာဟုတ်ကဲ့ပါသားအငယ်ကအငယ်တတ်ငယ်ငယ်လေးတည်းဖြစ်တော့မင်းမဆွေးရမှလည်းသားရဲ့ခက်ကတိတ်တူတယ်အခုကျန်းမင်း တယ်လီဖုန်းတော့အဖေချုပ်ကိုတွေ့ရလားဟုတ်တယ်ဆရာကြီးဖေဘာအင်းညွှေ့ထားတယ်လေနော်မျက်မှန်တက်ထားတယ်မတက်ထားဘူးဟုတ်ဒီ CCTV တွေတက်ထားတာ तू သိရပေါ့သိရပေါ့ဟာအိမ်ထဲမှာဘာဖြစ်တယ်ဆိုတော့ तू အကုန်သိပါလားဟုတ် तू သိတယ်သိတယ်ဟုတ်တယ်ဆရာကြီးဟုတ်အဲ့လိုဖြစ်တော့ကဘာကရွာဖြစ်သွားပါပြီဒါရဲ့ဟုတ်ကဲ့ဆရာဘာမှအငဲဆရာမရှိပါဘူးပေါ့ဟုတ်ကဲ့ပါဆရာအမီနေတိုင်းတွေ့နေတာပေါ့မြခေါ်ကြတဲ့ချိန်မှာဖေဖုန်းခေါ်လိုက်ခေါ်လိုက်ပေါ်လာမှာပဲပေါ့အဲဆူလူတာကတော့မိဘဆိုတာကတော့ တာသမီအပေါ်မှာသူတို့ကတော့သူတို့ကိုယ်တိုင်ကတော့ကလေးတွေနဲ့ပါနဲ့ဖြစ်နေပြီလုပ်ငန်းကံငယ်ကြီးကြီးမားမားလေးလုပ်နေကြပါပြီဒါပေမဲ့မိဘနဲ့တွေ့ပြီဆိုတော့ကလေးဖြစ်သွားတာဟုတ်တယ်ဆရာကြီးနှွဲ့ကျင်တာပေါ့ဟုတ်ကဲ့ပါဆရာငါကလည်းဆရာသားနှစ်ယောက်ရှိတယ်သားအကြီးကောင်ကလူလဲထက်တယ်စိတ်လဲထက်တယ်စိုးစိုးလေးတည်သွားတယ်ပေါ့နော်ငယ်ကောင်ကတော့ငယ်တည်းကနှွဲ့နှွဲ့လေးရင်အဲသူ့လေးတို့ချော့ပြသွားတာပေါ့ဟုတ်ကဲ့ပါဆရာကျောင်းမလို့ခရာ သူမေးတဲ့မေးခွန်းဆရာပြန်ဖြေရင်ဖြေဖြေဟုတ်ဘာလုပ်လဲလို့မေးရင်အားတဲ့အခါမှာဟုတ်အဲ့လိုဝေးနေလူရောအနီးရောနောက်ဆိုကုချင်းမှာကတ်နေတဲ့အိမ်နေပဲအစာဝအနာကင်းပြရရှိပါစေခေါင်းရင်ကတ်နေအိမ်နေပဲအစာဝအနာကင်းပြရရှိပါစေကုရက်ွယ်ထမရှိတဲ့ရက်ွယ်အုတ်ချိုရုံမှုရုံမှာရှိတဲ့သူတွေလည်းပဲအစာဝအနာကင်းကြပါစေ ကိုတီထောင်ရတဲ့စာကြီးတိုက်ရှိတယ်လေဟုတ်ကဲ့ဆရာကြီးဒါတော့ဆရာရဲ့အသက်သွေးကြောပေါ့ဟုတ်ကဲ့ပါဆရာကြီးဆရာတို့ဇနီးမောင်နှံရဲ့ဒါဆရာတို့အိမ်တော်မကြိုက်တဲ့ငယ်ကောကအခုအခုစာကြီးကလေဒါဒေါ်သားမြင့်အောင်တို့စာရေးဆရာကြီးဘောင်တာချူတို့ပြောတယ်ဟုတ်ကဲ့ဆရာသူတို့အနှံ့ရောက်ခဲ့မှုတယ်လောက်ကောင်းတဲ့စာကြီးတွေမရှိဘူးတဲ့ဟုတ်ကဲ့ဆရာကြီးနော်ဒါဆရာအမျိုးသမီးနဲ့ဆရာနဲ့အိမ်တော်မကြိုက်ခင်တဲ့ကော ကျွန်တော်တို့စာကြည့်တည်မယ်လို့ပြောတယ်။ဟုတ်ကဲ့ပါဆရာ။အမျိုးသမီးကလက်ကောက်ခုနှစ်ကွင်းရှိတယ်။ဟုတ်ကဲ့ဆရာ။သူရဲ့မိဘဆင်နဲ့နှစ်ကွင်းခြံတာပြီ။ဆရာနဲ့အိမ်တော်ကြမှာဆရာဆင်နဲ့ငါးကွင်းကိုချုပ်ပြီးရောင်းလိုက်တယ်။ဟုတ်ကဲ့ဆရာ။ရောင်းပြီးအဲ့ဒါကိုပနဲ့သူကိုယ်တိုင်ရိုက်တယ်။ဟုတ်ကဲ့ပါဆရာ။ရိုက်ပနဲ့ကိုလေ။ဒါဆိုင်တဲ့ကြောင့်စာကြည့်လေးတသက်ရက်လေးဖြစ်ပါတယ်။ဟုတ်ကဲ့ပါဆရာ။ဒါဆိုဆရာတို့ဖတ်ခဲ့သမျှတားရီကိုဖတ်ခိုင်းတဲ့စာအုပ်ပေါ့နော်။ဗီဒီယိုလေးလုံးရှိပါတယ်။ဟုတ်ကဲ့ဆရာ။အထူးသဖြင့်တော့ အကန့်လိုက်ပေါ့ဘာသာရေးကျမ်းမာရေးလူမှုရေးစီးပွားရေးအဲ့ဗီဒီယိုလေးတော့ဗီဒီယိုကစာအုပ်တရောအကုန်အကုန်လှူထားတာလှူထားပါတယ်ဟုတ်ကဲ့ပါဆရာကြီးကျောင်းမလို့ဘာလို့လဲလို့မေးရင်ခုနမေးတဲ့မေးခွန်းကိုခုကြည့်တော့ဆရာအဲ့ဒီစာချက်ကိုအာရုံစိုက်ပြီးတော့လုပ်ပါတယ်အိမ်မှာကျတော့လည်းအဲ့လိုမေတ္တာပို့ပါတယ်ဟုတ်ကဲ့ပါဆရာကြီးနောက်ပြီးတော့ဟိုးငငယ်လေးတွေကတင်ခဲ့တဲ့ မူလရန်ဘွားမှာဝါလုံးဝိုင်းလို့ဆိုပြီးတော့တစ်သားပြည်တန်နေတဲ့လက်လက်ခောက်လေးကိုရိုက်တဲ့ဆရာကြီးဆိုပြန်တွေးလိုက်ရင်နာမည်တောင်မှတ်မိတယ်ဗျာချိန်မျိုးအောင်ဆိုဟုတ်ကဲ့ဆရာကြီးနော်နောက်ဆရာဆိုဆရာဦးကျော်သိန်းနဲ့ဆရာမလေးဓမ္မတန်းနဲ့နော်အဲ့ဒီဆရာကြီးကစပြီးတော့ခုနအားနေရုပ်ပြန်ဖော်ပြီးကြောက်တယ်ဆိုရင်စိတ်ထဲမှာကြည်နူးနေတယ်ဟုတ်ကဲ့ပါဆရာကြီး နောက်ကိုယ့်ရဲ့ကြီးစုကြီးမားတဲ့ဖခင်ကြီးစုများပြတဲ့မိခင်နော်အဲသူတို့ရဲ့ခြေကုန်ကိုစိတ်ထဲမှာဥခိုက်ပြီးကြောတယ်ဟုတ်ကဲ့ပါဆရာကြီးနောက်တော်ခဲ့တဲ့ယောက်ခမကြီးယောက်ကတိဥခိုက်ပြီးကြောတယ်နောက်ဆရာဟူအင်းစိန်ကျောင်းကနေကျောင်းလေးပေါ့နော်ဟုတ်ကဲ့ပါဆရာကြီးအဲ့ဒီအနေနဲ့ပညာရေးတက္ကသိုလ်ခေါ်ယူတဲ့ဆရာမကြီးဒေါက်တာဒေါက်ဆော့ခင်ဆိုတာချင်းမျိုးသမီးဆရာမကြီး ဟုတ်ကဲ့ပါဆရာသူကျေးဇူးပေါ့အဲ့တော့ဘာလို့လဲဆိုအဲ့လိုကျေးဇူးရှိတဲ့သူတွေကျေးဇူးတင်လိုက်တဲ့သူတွေကိုကျေးဇူးတင်တော့စိတ်ထဲမှာပေါ်တယ်သူမြင်ဟုတ်ကဲ့ဆရာကြီးနောက်တော့ကိုယ်စိတ်ထဲမှာလည်းပဲအဲ့လိုဆောင်ရွက်လေးရတော့ကြောက်မလို့ကိုမအင်အားတွေရှိလာတယ်ဟုတ်ကဲ့ပါဆရာကြီးအဲ့လိုကြိုးစားနေပါနဲ့ဟုတ်ကဲ့ပါဆရာကြီးအားတဲ့အခါလေးတော့လေပြန်မတော့အိပ်ပျော်သွားတာပေါ့ဟုတ်ကဲ့ပါဆရာကြီးကျေးဇူးတင်ပါတယ်ဆရာကြီးရှင်အားလည်းစာဝနာကေဘုရားရှင်ကြပါစီဗျာ